စ်အာဏာရှင်တခက်ကပကံမှာဖျားတွေကို ကိုယ်ပိုင်နံပါတ်ပေးလို့စိတ်ထင်တိုင်းပြုရင်ခဲ့ကြတယ်ဒီနေ့ခင်မှာတော့စီကန်းတွေကို နီလန်းကြအာမခံချက်ပေးလို့ပြူမျိုးဟောင်းသုံးခုကပအမွေနဲ့စင်ဝင်ခဲ့တယ်ရှေးဟောင်းအမွေအနှစ်တွေကိုထိမ့်သိမ့်နေဆိုတာစိတ်ထင်တိုင်းလုပ်မရသလိုစိတ်ပါမှလုပ်မယ်ဆိုတာမျိုးလည်းမဖြစ်နိုင်ပါဘူးဒီကနေ့ပြည်မြို့အထူးစီစဉ် DBB တပိတ်မှာ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေကိုဘလို့ထိမ့်သိမ့်မလဲဘယ်သူထိမ့်သိမ့်မလဲဆိုတာတွေကိုဆွေးနွေးသွားကြမှာပါကျွန်တော်ကမျိုးတာထပ်ပါ ပည်တစ်ပိတ်ကကျေးဇူးပါတယ်ပြည်မျိုးကပြည်သက်ကိုလည်းကျေးဇူးပါတယ်ပြည်သက်တွေအများကြီးကြွားရောအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးမယ့်တပိတ်ကတော့ရှေးဟောင်းယဉ်ကျေးမှုအမွှေနှစ်တွေကိုဘယ်လိုထိန်းသိမ်းလဲဘယ်သူတွေကထိန်းသိမ်းလဲဆိုတော့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ပြည်သက်တွေကိုဥဆောင်ဆွေးနွေးမဲ့သူ၄ဦးနဲ့ကျွန်တော်မိတ်ဆက်ပေးလိုပါတယ်ကျွန်တော်ရဲ့ညာဘက်ကတော့တမိုင်းသူတေတီဆရာဦးမြင့်တောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဘယ်ဘက်ကတော့ရှေးဟောင်းအမွှေနှစ်များထိန်းသိမ်းကာကွယ်ရေးအရက်ဖက်အဖွဲ့ကဦးနေဦးဖြစ်ပါတယ်ကျွန်တော်ရဲ့ညာဘက်ကဆရာကြီးကတော့ ပြည်တက်ကတော်ရဲ့ပါမောက်ခချုပ်ငိမ်းဆရာဦးမြဝင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဘဲဘက်ကဆရာကတော့တမိုင်းသူတေတီသူဦးဖြစ်တဲ့ဆရာဦးဖုံးတင့်ကျော်ဖြစ်ပါတယ်ဆရာတို့အားလုံးမင်္ဂလာပါဗျမင်္ဂလာပါကျွန်တော်တို့ရှင်းဟောင်းယဉ်ကျေးမှုအမွေနဲ့အကြောင်းပြောမယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ရှင်းဟောင်းယဉ်ကျေးမှုအမွေနဲ့ဆိုတာဘာလဲဆိုတာကျွန်တော်တို့စသတိတင်တာပေါ့ဟုတ်ကဲ့ဆရာဘလိုအတိတ်ပဲဖွင့်မလဲရှင်းဟောင်းယဉ်ကျေးမှုအမွေနဲ့ဆိုတာကျွန်တော်တို့ကယဉ်ကျေးမှုဆိုတာဟိုစိတ်ယဉ်ကျေးမှုရှိတယ် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုရှိတယ်။ရုပ်ပိုင်းခုနကယဉ်ကျေးမှုဆိုတာကျွန်တော်တို့အကြောက်စာတွေဂူပထိုးတွေကျွန်တော်တို့တရခိတ္တမှာဆိုရင်ပေတနိုးမီပြားကြီးရဲ့ရှူတော်မျိုးတော်များတင်ညာရတတင်ညာဒါတွေဟာကျွန်တော်ရဲ့ယဉ်ကျေးမှုအမွေနှစ်တွေပါ။ဟုတ်ကဲ့ဆေးတွေမှာဆရာဒီထက်ရှင်းလင်းတဲ့ဖွင့်ဆိုချက်ဆရာမှရှိလား။ရှေးတုန်းကတည်ရှိခဲ့တဲ့လူသားမျိုးတွေရှေးတုန်းဆိုဆရာတမိုင်းကာလ နှစ်ကာလတစ်ခုသတ်မှတ်လိုက်ပါလားရှေးတုန်းဆိုတာဘယ်တုန်းကရှေးတုန်းဥပဒေအရဆိုတော့နှစ်တရာကျော်ကာလလို့ပြောပါတယ်1886မတိုင်ခင်ကာလမတိုင်ခင်ကာလလို့သတ်မှတ်ပါတယ်သို့တော့ကျွန်တော်ယင်ထဲမှာတော့လူဖြစ်လာတဲ့ကြောက်ခေလူသားဟာစပြီးနောက်ပိုင်းနှစ်ပေါင်းတရာမတိုင်ခင်အချိန်အထိဟလာရုပ်ကျင်းတွေပဲဖြစ်ဖြစ်လက်ရာတွေပဲဖြစ်ဖြစ်ကျန်တဲ့မြည်သည့်အရာဝင်ဆိုကျွန်တော်တို့ကရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်လို့လက်ခံအမှဖြစ်ပါတယ်။ဒီမျိုးသုံးမျိုးဆိုတော့ကျင်းတွေပေါ့ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်ဖြစ်နေပြီ။အဲ့တော့ ဒီမျိုး၃မျိုးအကြောင်းပြောမယ်ဆိုရင်ဒီပြီတဝိုက်ပေါ့ပြီတဝိုက်ကရှေးအောင်ရင်ချင်းမှုအမွေနဲ့တိထိမ့်သိမ့်နာနဲ့ပတ်သက်လို့လက်ရှိအနေအထားဘယ်လိုရှိအဲ့ဒီမှာခုနဘသူတွေဘလို့ထိမ့်သိမ့်မလဲဆိုတဲ့ကောင်းစဉ်ကိုကျွန်တော်တခါတည်းထည့်ပြောခြင်းပါတယ်အဲ့တော့ကျွန်တော်အလော်လေးလောအဓိကထားပြောခြင်းပါတယ်နံပါတ်၁အလော်ကဒေသခံဒီနေမြေမှာစင်ဆက်မပြတ်ဘိုးဘွားစင်ဆက်နေလာတဲ့လူအဖွဲ့အစည်းဖြစ်ပါသူတို့ကအစင်အလာအယမီယိုဖလာအယအပိတရားနဲ့ချစ်မြတ်နိုးလို့ ထိမ့်သိမ့်လာခဲ့လို့ယနေ့ဒီဟာတွေကိုပြပြီးကမ္ဘာအမွေနေစင်ဝင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။သူတို့ကဒီနယ်မြေကိုခွင့်ပြုလေထိမ့်သိမ့်ပါပဲခွင့်မပြုလေထိမ့်သိမ့်ပါပဲဒါပေမဲ့အတိအစင်ရတော့နိုင်ပါတယ်။ဒုတိယအလွာကတော့ဒီယဉ်ကျေးမှုအမွေနေနဲ့ပတ်သက်လို့တတိနားလေဆုံးဖြစ်တဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့လက်အောက်ခံဖြစ်တဲ့ရှင်ယုံသူတေသဌာနဖြစ်ပါသူကတော့ဒါကိုရင်အုပ်မကွာပြုစုဆောင်ရှောက်မှာဖြစ်တယ်လို့တံပိုးကိုနားအလေဆုံးလေးဖြစ်ပါတယ် တတိယအလွာကတော့ကျွန်တော်ပြောတဲ့နံပါတ်1အလွာနံပါတ်2အလွာနောက်ပြောမယ်နံပါတ်4အလွာအလွာအားလုံးကိုထိမ့်ညိပေးမယ်ဥပဒေကြောင့်အရာထိမ့်သိမ့်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်အထူးသဖြင့်အုပ်ချုပ်ရေးနဲ့မြေစည်းဖြစ်ပါတယ်ရှေးဟောင်းအမွေနေရမြေပေါ်မြေအောက်မှာရှိနေပါတယ်ဒါကြောင့်ဒီမြေပြင်နဲ့ပတ်သက်ရင်အဓိကတာဝန်ကျပြီးသိတဲ့မြေစည်းဌာနအရန်ရေးကြီးသလိုအုပ်ချုပ်ရေးကလည်းဖြစ်သမျှအကြောင်းကိုချက်ချင်းသိမဲ့အဖွဲ့အစည်းဖြစ်တယ် မြေယာကောင်စီမှလည်းသူတို့နဲ့ဟောဥက္ကဋ္ဌနဲ့အတွေ့အမှုဖြစ်တဲ့အတွက်ဒီနေမျိုးကိုထိမ့်သိမ့်ဆောက်ရှောက်သူတွေသူတို့ဟာဥပရိအရာထိမ့်သိမ့်ဆောက်ရှောက်တာဝန်အရှိဆုံးလူဖြစ်ပါနံပါတ်၄လူအလှွာကတော့ငွေရှင်ကြေးရှင်နဲ့ရလာတဲ့အခွင့်အရေးကိုအသုံးချပြီးကိုကျိုးစီးပွားရှာမဲ့ဖွဲ့စည်းဖြစ်ပါတယ်။အဲ့ဖွဲ့စည်းကငွေကြေးအင်အားနဲ့ကိုကျိုးစီးပွားကိုဇောင်းပေးပြီးလောက်ကင်လို့ရှိရင် ကျွန်တော်အမျိုးသားရဲ့အသွေးလက္ခဏာဖြစ်တဲ့ဒီရှေးအောင်အမွေနစ်တွေရဲ့ခိခိုက်မှုဖြစ်လာနိုင်ပါတယ်တကယ်လို့များသူတို့ဒီငွေကြေးအင်အားတွေမက နောက်ွယ်ကမမြင်နိုင်သောအင်အားတွေပါပေါင်းစပ်ရင်ဒီဥပဒေကိုလစ်လူရှုပ်ပြီးလှုပ်ချင်တာလှုပ်နိုင်တဲ့စွမ်းအင်ရှိတဲ့အတွက်သူတို့အဖွဲ့အစည်းတို့အနီးကပ်အမြဲတမ်းကြိုးစားဆုံးရှုံးဖို့လိုပါလိမ့်မယ်ဆရာဦးနေဦးပြောတာကိုဆရာဦးမြဝင်ကထပ်ဖြေရမယ်နော်အမျိုးအစားရှိသေးတယ် ရာပြောတာတော်တော်ကုံသွားပါအဓိကတော့ကျွန်တော်ထင်တယ်လေဒေသခံပါပဲရာတို့ဒေသခံတွေရောနောက်ဆုံးတော့လည်းပဲတိမ်တိမ်ဆောက်ရှောက်ပြရပါပါဘယ်ကဆရာကြီးဥညံတော်ပြောသွားတဲ့အထက်မှာဆိုရင်တော့စိတ်ပိုင်းဆာရရင်ကျင်းမှုဆိုရင်တော့ကျွန်တော်တို့ကထုံးတလေထုံးစံတွေရောကိုရင်တရားတွေကိုအကုန်လုံးပါလာဖို့ကျွန်တော်တို့ကနည်းနည်းလေးဒီဘက်မှာတော့အားနည်းသွားလာလေးဒီပြပါဒီရင်ကျင်းမှုကိုတော့ပဲကျွန်တော်တို့ကဖြစ်ပြောင်းအောင်တော်တော်လေးပြန်ပြီးတော့စူးစမ်းအထောက်အကူလေးမှာထင်ပါ ဆရာဦးပုန်တင်ကျော်ကဒေသကွင်းဆင်းပြီးတော့စာမှုသူစေတနာလုပ်ငန်းတွေလည်းလုပ်နေလို့ဒေသခံထိန်းသိမ်းနေဆိုတာကြောက်လို့ထိန်းသိမ်းတာလားသူတို့လုပ်ရင်တော့သူတို့ဒုက္ခရောက်မယ်ဖမ်းဆီးခံရမယ်ဒဏ်ငွေရိုက်ခံရမယ်ခုနဆရာပြောတဲ့စရုပ်ရအမျိုးစားလုပ်ရင်တော့ဘာမှမဖြစ်ဘူးဒေသခံတွေထိန်းသိမ်းတာမှာတချို့ကပညာမတတ်တာတော့မှကိုဘိုးဘွားပြည်ပြည်နေရဲ့တမိုင်းဝဲအမွေအနစ်ကိုသူတို့ရဲ့ကိုယ်ပိုင်အသိစိတ်တွေနဲ့ချစ်ခင်ဆောက်ရှောက်ကြတယ် ဒါဆင်းရဲသားပိုင်းရောလူလက်တန်းသားပိုင်းရောတတိပိုင်းရောအရာရှိပိုင်းရောပါတယ်။အော်တချို့ကြတော့ဆင်းရဲသားပိုင်းမှာငွေကြေးတန်းတန်းနဲ့အပိုင်းမှာရောဆော့ရှော့ကောင်မှန်းမသိတာမျိုးလည်းတွေ့ရတယ်။ငွေကြေးတန်းတန်းတဲ့သူတွေကနှီးမျိုးစုံနဲ့စီးပွားရေးအမျက်အစွန်အတွက်လုပ်ကြတယ်။ဥမာကျွန်တော်တို့ဒီပြုခစ်လို့ခရက်ရှေးဒီဗမာတွေပါပဲ။ရှေးဗမာတွေကကြောက်စာတစ်ချက်ကနှစ်ပေခွဲပတ်လျာမှောင်ဖို့ဈေးကွက်မှာသိန်း300တော့ပေါက်နေပါတယ်။ကြောက်စာတွေအခိုးခံတာရှိတယ်။နောက်ဆုံးပြူအယိုးအိုးတွေအခိုးခံတာလည်းရှိတယ်။ အုတ်ခွက်ဖျားတွေနောက်ကပတိစည်းတွေတချို့ဒေသတွေမှာဒီရွာသားလယ်သမားတွေဆင်းရဲကြတယ်ဆင်းရဲကြတော့တို့ကဆက်ပြိုးချိန်ပြီးပြီဆိုရင်ပြူတင်ချိန်တွေတူးကြတယ်ကောက်ရိပ်ချိန်ပေးရိပ်ချိန်ပြီးပြီဆိုတော့ ਨੇ ရွာလူတွေကလူတရားနေ200ကျော်အုတ်လိုက်ကြီးထွက်ပြီးနေကင်းကြောင်တောင်တူးတာမြေအောက်နှစ်ပေခွဲလောက်ကဆက်ပြီးရှောင်းတင်ချိန်တွေနော်ဒီအဲ့တော့တူးတော့ဆရာဒီဒေသခံတွေတခြားပေါ့နော်ဆောက်ရှောက်နေတဲ့ဒေသခံတွေကမတအားလားအာနာပိုင်တွေကမတအားလားလူအယောက်80ကနေအယောက်200ကျော် ုပ်လိုက်ကြည့်ဆိုတော့တွတ်တာတဲ့အရာကားကိုလည်းရန်တွေးလွတ်တယ်။ရာကလည်းမတားရဲဘူး။ဘာလို့ဒုတ်တွေဓာတ်တွေအကုန်ပါတယ်။တိုင်နေဆိုတာလည်းအရင်မတိုင်ရဲဘူး။တိုင်နေလို့သတင်းပေါက်ဝါရင်ရွာမှာသူအန်ဒီရှိသွားပြီ။ဒေသခံဒီမြို့သူမြို့သားရွာသူရွာသားတွေကဆောက်ရှောက်တာရှိတယ်လို့တချို့ဒေသတွေမှာဒေသခံတွေကလုံးဝဆောက်ရှောက်ကောင်းမှမသိဘူး။ဆောက်ရှောက်ကောင်းမှမသိတယ်ဆိုတာဘာကြောင့်မသိတာလဲ။ဘာကြောင့်မသိတာလဲဆိုတော့ကျွန်တော်တို့ကိုလိုနီခေတ်ကပဲစပြောပါလိမ့်မယ်။ကိုလိုနီခေတ်မှာ ်အင်္ဂလိပ်အစိုးရဗမာနိုင်ငံနေနှစ်စဉ်ဂရေပေါင်းများစွာအပြန့်ကိုရတယ်သို့တော့မြန်မာနိုင်ငံရှေးဟောင်းတမိုင်းဝင်အမွေနဲ့ပစ္စည်းတွေမြို့ဟောင်းတွေအဆောက်အုံတွေရှေးဟောင်းတင်ကျင်းတွေကိုအပြည့်အဝလုံလောက်အောင်မတုံးပေးခဲ့ဘူးအထူးသဖြင့်သူကဒီတရိခိတ္တရာမြို့ဟောင်းကြီးတွေကခင်ဗကုန်း1926 29တူးလိုက်တယ်အဲ့တူးပြီးနောက်ပိုင်းမှာထပ်မတူးတော့ဘာကြောင့်လဲဆိုတော့တို့ကဗမာလူမျိုးတွေရှေးကြတယ်ဒီတရိခိတ္တရာဘီတနိုဟန်လင်း ဒီလွန်ခဲ့တဲ့နှစ်2000ကျော်ကဆိုတဲ့ကိစ္စတွေကို तू ကမပေါ်သေးခြင်းကျွန်တော်တို့မြန်မာနိုင်ငံလူတွေကိုယ်တိုင်ကိုယ်သိရင်ဇာတိမှန်ရင်တန်တဲ့စိတ်ကောလွတ်လပ်ရေးလူချင်းစိတ်ကောပိုပြင်းပြလာမှာဆိုတဲ့အတွက်ခင်ဗျကိုတူပြီးသူထေဝရရွှေပိကြက်ပိရကတော်မဟုတ်ကောင်းလို့ချက်20နဲ့တကွာတကယ်ရွှေပရင်ငွေပရင်တကယ်အထက်အင်ပရမအထက်တန်းကြတဲ့လက်ရကောင်းတဲ့ပစ္စည်းတွေနောက်ဆုံးကျွန်တော်တို့ချင်းခတ်တယ်ခင်ဗျကိုကငွေချင်းလုံးမှာထွက်တယ် เนาะอะแล้วเนี่ยอเนกซงลงไปได้2เท่า9เนี่ยแท้น้อมไม่จัดฮะอะแล้วไม่พอดีจริงแล้วตัวอ่ะอธิปัญญาไม่ไปรู้ได้อย่าไปคิดมาเลยอะเราเจอ1959จ้ามาซะบีดีตรีคิดเนี่ยบีตนูซะตูเลยဒီမျိုးကြီးသုံးမျိုးလုံးဟာအဆောက်အုံပြက်မျိုးတကားပြက်မိသွေးကလေးရတယ်တက်တန်းဆစ်လိုက်တယ်လွန်ခဲ့တဲ့နှစ်2200ဆိုတာဒါတိတ်ပန့်တက်ခွေပန့်တက်တန်းအရာထွက်လာပါတယ်အဲ့တော့59 60 61 3နှစ်ပဲလုံလိုက်ရတယ်အဲ့မှာဟိုအပြည့်အဝမလုံနိုင်သေးခင်မှာတခါ62ခုမှာ အာနာသိန်းအာနာသိန်းတိတ်ပြီးတဲ့အထွေထွေဆုပ်ယုပ်သွားတော့ပေါ့ဒီဒီမှာကျွန်တော်ဒီနေ့ဆွေးနွေးတဲ့အကြောင်းအရာရှင်းအောင်ရင်ချင်းမှုအမွေနှစ်တွေကိုဘလို့ထိမ့်သိမ့်မလဲဘသူထိမ့်သိမ့်မလဲဆိုတဲ့အကြောင်းအရာကျွန်တော်ဆွေးနွေးနေတာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဓိကဆရာပြောလို့မျိုးစားတစ်မျိုးတည်းမှာပါပြီးတော့တာဝန်ရှိတဲ့ရင်ချင်းမှုဝန်ကြီးဌာနကတာဝန်ရှိသူတွေကျွန်တော်ဖိတ်ခေါ်ပါတယ်ပထမလာမယ်လို့လုပ်ပါတယ်ဒီနေ့ကျတော့အစင်မသိလို့ထင်ပါတယ်မလာပါဘူးဒါလည်းကျွန်တော်ပေးသက်သိအောင်ပြောကြားတာဖြစ်ပါတယ်အဲ့ဒီထဲမှာဒီဆွေးနွေးဆက်ဆက်ပြီးတော့လောက်ကိုင်းတဲ့လူတွေအဖွဲ့အစည်းတူထောင်ပြီးတော့ ပေါင်ဆောင်နေတဲ့လူတွေပြည်ဒေသခံတွေအများကြီးရှိပါတယ်အဲ့တော့ပြည်ဒေသထဲလည်းပေါင်ဆင်းနေကိုကျွန်တော်အလှည့်ပေးခြင်းပါတယ်တူးသောမဟုတ်နှူးပေါင်ဆင်းနေပြပါလို့မြစ်တာပါတယ်ဒီရှေးအောင်အမွေနှစ်တွေကိုစောင့်ရှောက်ခြင်းပါတယ်ဆိုတဲ့လူက2012အဲ့ကျွန်တော်တို့မြန်မာဥဖရာနာမှာပြူတိုက်တည်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့မြေစင်းဥစည်းနဲ့ဘယ်လိုပေါင်းလိုက်လဲမသိဘူးအဲ့မြေတွေကိုရအောင်ယူတယ်ပြူတိုက်တွေကိုဖျက်ပလိုက်တယ်ဖျက်ပြီးတိုင်းမှာကြံတွေကိုစိုက်ထားတယ်အဲ့ဒီလူကပဲရှေးအောင်ကြီးချင်းမှု ထင်းသိမ်းတယ်မှာဥက္ခရာလားဒုဥက္ခရာလားပါတယ်ကြားတယ်ထင်းသိမ်းတဲ့လူကိုယ်တိုင်ဖောက်ဖြတ်နေဟုတ်တယ်မှန်ပါတယ်ခင်ဗျာကျေးဇူးပါနော်ကျေးဇူးပါလူလုတ်ပစ္စည်းတွေကိုရည်ကျင်းမှုလို့ခေါ်တာပါ။မရင်းပြတောတောင်တွေတရားဝီလိုမြစ်ကြီးတွေဒါတွေကလည်းရည်ကျင်းမှုတွေမှာပါမှာပဲ။ဒါတမျိုးပေါ့။လူလုတ်ပစ္စည်းဆိုတဲ့နေရာမှာကျွန်တော်အဓိပ္ပာယ်ဖွင့်ချင်တာကကြောက်ခစ်ပေါ့လေ ကြောက်ကိဆိုကြောက်လက်နဲ့ပစ္စည်းတွေပေါ့ဒါလူလုတ်တဲ့ပစ္စည်းလေးတွေပေါ့အဲ့ရလိုက်ပြီးတော့နှစ်ပေါင်းထောင်ထဲချပြီးဖြတ်သန်းလာတဲ့အခါမှာအဲ့ဒီပစ္စည်းလေးတွေအလိုလိုရင်ကျင်းမှုဖြစ်သွားပေါ့ကျွန်တော်တို့ဆက်ဆွေးနွေးပါမယ်ပြည်သက်လည်းလက်ထောင်တာအများကြီးရှိပါတယ်ဥဆောင်ဆွေးနွေးသူမှလည်းပြောစရာအများကြီးရှိပါလိမ့်မယ်အခုတော့သတင်းပေးပို့ချက်တရက်ကိုကြည့်ကြပါဦးဗျာမြန်မာနိုင်ငံဟာပြုခိကဆာလို့ပကံခိပါဝင်နောက်ဆုံးကောမောင်ခိတိုင်အောင်ကိုတိကိုနန်းကိုရင်ကျင်းမှုနဲ့ရှိတည်လာခဲ့တဲ့လျောက်ခြေအောင်ရင်ကျင်းမှုအမွေအနှစ်တွေပေါ်များတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒါကြောင့် တစ်ချိန်တည်းမှာပဲဒီအမွေအနှစ်တွေကိုစနစ်တကျထိန်းသိမ်းခြင်းနဲ့သုတေသနပြုခြင်းတွေကိုလည်းအလေးထားပြုလုပ်သွားဖို့လိုပါတယ်1989ခုနှစ်မှာအီတလီနိုင်ငံရောမမြို့မှာခြေဆိုင်တဲ့အပြည်ပြည်ဆိုင်ရာရှေးဟောင်းပစ္စည်းအမွေအနှစ်များထိန်းသိမ်းဖို့ဌာနကြီးရဲ့ဖွဲ့ဝင်ဖြစ်လာခဲ့တဲ့မြန်မာနိုင်ငံဟာအဲ့ဒီနောက်ပိုင်းမှာမှရှေးဟောင်းပစ္စည်းတွေဝယ်ယူစုဆောင်ခြင်းလုပ်ငန်းတွေကိုစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်1989ကစပြီးရှေးအောင်မြို့တော်တွေကိုတူဖို့ထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဤပညာအားနည်းမှုနဲ့စနစ်တကျထိန်းသိမ်းနိုင်မှုမရှိခဲ့ကြတဲ့အတွက် မြမရှေးဟောင်းအမွေနှစ်တွေဟာပြင်တော်ပြင်ဤပြည့်ဤဆိုသလိုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ရှေးဟောင်းသူတေသနာပညာရှင်တွေကသုံးသပ်ပြောဆိုပါရတယ်။ဒါ့အပြင်ပြည်သူတွေရဲ့တံမိုးထားသိနာလည်မှုအားနေတာနဲ့ရှေးဟောင်းပစ္စည်းမှောင်ကုန်သမားတွေရဲ့လက်ချက်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့တယ်လို့ဆိုပါရတယ်။ကမ္ဘာပေါ်မှာကြော်ကြားတဲ့မြမရှေးဟောင်းယဉ်ကျေးမှုနယ်မြေပကံဟာဆိုရင်လည်းအဲ့ဒီအကျိုးဆက်တွေကြောင့် UNESCO ကမ္ဘာယဉ်ကျေးမှုအမွေနှစ်စင်းကနေပယ်ချခံခဲ့ရပါရတယ်။ ပြည်မျိုးဟောင်းတွေဖြစ်တဲ့တရေခိတရာပေဒနိုဟန်လင်းစတဲ့နေရာတွေကိုတော့ကမ္ဘာ့အမွေအနှစ်စင်းဝင်မြို့တွေအဖြစ်ယူနက်စကိုကပြည်ခဲ့တဲ့နှစ်ဇွန်လ20ရက်နေ့ကသတ်မှတ်ခဲ့ပါတယ်။